။ဘိုက်ကနောက်ကမှာဆိုတော့ဘယ်လိုလဲဆိုတော့ပြောပြအောင်။ဒါတနည်းအောင်ပဲတည်ရဲ့ကိစ္စ။အော်။သူဒီကတော်တော်ကြိုးစားထားတယ်ကျူးတာကိုသူကျူးထားတာလေကွာအခုဒါမဲ့ဒီဟာလေးကတော့ကြည့်ကြည့်လိုက်အရင်ချစ်ဖို့လဲကောင်းတယ်အရင်ဘယ်လိုပြောမလဲ ဟို idea လေးလဲအဓိကတော့ဟိုကလေးလေးနဲ့ပို့ပြီးတော့လိုက်မယ်ပေါ့နော်အမားတို့အသက်ရွယ်တယ်ဒါပေမဲ့ဟိုအစ်စ်ဆိုတာတော့အသက်ရွယ်နဲ့မဆိုင်ပါဘူးနော်အဲ့လိုမျိုးလေးအဲ့လေသူနဲ့ကိုနဲ့ကတကယ်ဟိုးရင်ထဲကလည်းစိတ်ကလည်းတူတယ်။နောက်သူနဲ့ကိုနဲ့တော်တော်စိတ်တူတယ်။အဲယောက်ျားစိတ်ပေါ့။အဲအဲ့လိုမျိုးလေးပေါ့။သူပြရတော့မိမစိတ်ပေါ့။အဲဟုတ်လို့လား။အင်းမိမစိတ်။ ုတ်တယ်သူပြောပြလိုက်ဒီကိုကအခုသချင်းလေးရကြတော့အချစ်သချင်းလေးဆိုတော့အရန်နားထောင်လို့လည်းကောင်းတယ်သူ့ဖို့လည်းကောင်းတယ်သချင်းလေးရသူဒီကတော်တော်ကြိုးစားထားတယ်ကျူးတာကိုသူကျူးထားတာလေပေါ့ပြရတော့ဟာရှိပြီကြာပြီရှိပြီသက်သက်နဲ့လောက်ရှိပြီ အမလူဘက်ပေါ့အနုပညာစာလုပ်ထရပဲပြောမှာအမကကြတော့သူနဲ့ကဟိုးအရင်ဟိုကတွေ့ဘူးတယ်ပေါ့နော်တွေ့ဘူးတော့အလုပ်တွေပါလို့အာတချင်းတွေပါအတူတူသွားဆိုဘူးတယ်ဒါပေမဲ့ဈားထဲမှာလည်းကိုကလည်းကိုလို့ကိုလို့သူကလည်းကိုလို့ကိုလို့နဲ့အဲ့လိုမတွေ့ပြဘူးပေါ့နော်တွေ့ပြပြီးအခုနောက်ပိုင်းကြတော့မှပြန်တွေ့ပြတာညီမလေးနဲ့အာတွေ့ပြတဲ့ခါကျတော့လည်းသူနဲ့ကိုနဲ့ကတကယ်ဟိုးအရင်နဲ့ကလည်းစိတ်ကလည်းတူတယ်နောက်သူနဲ့ကိုနဲ့တော်တော်စိတ်တူတယ်အဲယောက်ျားစိတ်ပေါ့အဲအဲ့လိုမျိုးလေးပေါ့အကုန်ပြရတော့မိမစိတ်ပေါ့အဲဟုတ်လို့လားအရင်မိမစိတ်အဲအဲ့လိုမျိုးဟိုမိမစိတ်ယောက်ျားစိတ်ဆိုအဲ့လိုပြောတာမဟုတ်ဘူးမှာအမပြ ပြောတာဟိုပါယောက်ျားချင်းဆိုတာဘွွင့်လေးလေးဘွွင့်ရှေးရှေးလေးပေါ့နော်အဲ့လိုမျိုးလေးကိုပြောတာအဲ့ဟုတ်ဟုတ်အဲ့လိုအမပေါ်ကိုတော့မှန်တယ်အရင်ကပတ်စံစာနေကပြရတယ်ဟိုဒီလိုဒီလိုအမရေအဲဥပမာကိစ္စနဲ့လို့ကိစ္စလေးနဲ့ခီးသွားပြတယ်ပေါ့နော်ဆိုအမကမယ်အေးကမယ်ကမယ် အဲ့လိုမျိုးလေးပေါ့နော်ကိုကလည်းငကိုလေးကမမိုးရှိမှဟိုစားမမော်ရယ်လုပ်တဲ့ကလည်း dancer အနေနဲ့လုပ်ခဲ့ပြီပေါ့နော်အဲနောက်ပြီးတော့ကိုညမလေးဟိုဟိုကိုလည်းကြိုက်တယ်သူတချင်းလေးတောက်ပြီးတော့အာဘယ်လိုလဲကြည်ရပရိသတ်တွေလည်း fan ပေါ့နော်ပြီးတော့အမားတို့ခီးရပါတယ်လုပ်ကိစ္စနဲ့တော့ relax ပေါ့အဲအဲ့လိုမျိုးလေးဖြစ်အောင်ကကကြတာပေါ့အဓိကတော့အပျော်အနေနဲ့ပါရှိတယ်အများကြီးပဲဟုတ်ပြောရရင်အများကြီးပဲအဲအဲ့လိုလေလည်းအများကြီးဟုတ်တယ်ဒါပေမဲ့အလုပ်ကိစ္စနဲ့ခီးဆိုလို့ရှိရင်လည်းအလုပ်လုပ်ပြီးတာနဲ့အဲအဲ့လိုမျိုး သေးသေးချာအာနားမယ်ပေါ့နော်အဲနားပြီးအတညာလုံးစကားတွေပြောကြအလုပ်ကိစ္စတွေပြောအခုနလိုပေါ့တချင်းတွေရိုက်အဲအဲ့လိုပြီးမုတ်တေးစားအဲ့လိုမျိုးအဲ့လိုမျိုးလေးပေါ့နော်ဟုတ်ပြီးတော့တယောက်နဲ့တယောက်ဟိုအားပေးကြပေါ့ပို့ဆိုလဲပို့ပို့ကအားပေးသူနဲ့သူအလုံးနဲ့ပတ်သက်ပြီးဘလို့လေးလုပ်ရင်ကောင်းတယ်အကြံဉာဏ်တွေပေးညီမတွေလိုပဲအရင်ဖွင့်ကြတောင်းတကြတိုင်ပင်ကြအကြံပေးကြနှစ်သိမ့်ပေးကြပေါ့နော်အဲ့လိုမျိုးလေးဟုတ် ဆိုတော့ဟိုကျောင်းရနှစ်သိမ့်ပြီးရတယ်ဆိုတော့ဩအဲ့ဒါကလည်းနှစ်သိမ့်တယ်ဆိုတာနှစ်သိမ့်တယ်ဆိုတာဘယ်လိုပြောမလဲဥမာပေါ့လူဆိုတာကအမြဲတမ်းဟိုကိုလှုပ်တမရအမြဲတမ်းပြည့်စုံတာလည်းမရှိဘူးပေါ့နော်ဟာရတယ်ဟိုအလုံးလုံးရင်လည်းအလုံးနဲ့အလွဲလေးရှိမယ်အဲနောက်ပြီးတော့ personal ကိစ္စမှာလည်းတစ်ခါလေကြာရင်ဟိုအဲ့လိုမျိုးပေါ့ဟိုစိတ်ညစ်စရာလေးရှိမယ်ပျော်စရာလေးရှိမယ်အဲ့လိုစိတ်ညစ်စရာလေးဖြစ်လာဆိုတော့ဟိုဘာကြောင်းရင်မှမဟုတ်ဘူးစိတ်ညစ်စရာဖြစ်လာတဲ့အခါကျရင်အာညီမလေးဒါကတော့အဲ့လိုမျိုးမတွင်းနဲ့သူဆိုလဲအမဆိုလဲအမဒါရရ လိုမျိုးမတွေးနဲ့အဲ့အဲ့လိုမျိုးနှစ်သိမ့်တာကိုပြောတာပါဟုတ်ကဲ့ချောရော ဟိုတကယ်ဟာရီလဲပါတယ်လို့သူစိတ်ကူးရင်ပြီးရေးတာကြီးလဲပါတယ်ပေါ့နော်ဟိုတောက်လျှောက်သူအဆွေးတချင်းလေးလဲရေးတယ်အပျော်တချင်းလေးလဲရေးတယ်တဲကွဲတာကြီးလဲရေးပေါ့အခုချိန်တာသူကစိတ်ကအဲအနေနဲ့ fresh ဖြစ်နေတာပေါ့နော်အဲသူအနေနဲ့လေးဟိုဖြစ်လာတော့အဲမအဒီလိုမျိုးဟာလေးတော့တမီရေးထားတယ်အဲလိုမျိုးပေါ့နော်ဆိုတော့အေးဟုတ်ပါပြီကျူးကြည့်ပါအောင်ဆိုပြီးတော့သူကအမေသူကဟိုသူစိတ်ကူးထဲမှာသူဖြစ်ချင်လာတာလေးတွေအဲအခုနည်းနည်းပေါ့နော်ဟိုဘယ်လိုပြော cute type လေးပေါ့ အဲ့လိုမျိုးလေးဖြစ်ချင်လို့သူရေးတာပါအအဓိကတော့အဲ့လိုမျိုးဟုတ်ဟုတ်ဆက်ကြောတက်မှလေးရဲ့ရေခုံတန်းဖြစ်နေတာအဲအမေကတော့ရှင်းလင်းလာထောင်ပြီးတော့ဖြစ်ပါအဲကြည်လိုက်ကြည်ကြည်လိုက်အောင်ကြည်ပြီးလို့ရှင်လဲအမဟိုဒီသူရိုက်ထားတဲ့ပုံလေးကြည်ပြီးလဲမေးစရာလေးပေါ်လာအောင်အဲ့ကြရင်တော့ပို့ပဲမေးတော့ပေါ့နော်ရေးစစ်ဗီဒီယိုကြည်ပြီးလဲဟုတ်တော်တော်ကြီးတော့သူအများနဲ့ဟို music video တပုတ်ဆိုသူအာ invite အားလိုက်စူးစမ်းရဲသူကိုယ်တိုင် director လုပ်ထားတာဒါ ်ပြီးတော့ idea တွေရောအချိန်တွေရောအကုန်လုံးအလုံးနဲ့တော့တော့ဖြစ်တာများပါနော်။ဟုတ်တယ်။အဲ့ဒါတချို့လည်းစုံနေရတာ။ဟုတ်။ဘုရားရှင်အောင်အကြံဉာဏ်တောင်းရတယ်။ပညာသိမ်းပါ။အာသင်ရတော့ပေါ့ဒါတော့ तू ကတော့ကိုဟိုကိုကအစိုးရအစ်မမဟုတ်တာ။ तू ကတော့အစိုးရအစ်လေ။ तू ကနောက်ပြီးတော့ကိုရီးလည်းအားပေးခဲ့ရတာပဲလေ။ပြီးတော့ तू ကိုယ်တိုင်ရေးထားတဲ့လူဆိုတော့တချို့ဟာလေးကြရဟိုဒါကြအမမစိုးတော့ဘူးပို့ဒီဘွယ်ဥမာပေါ့ဘိတ်ဘွယ်သွားတော့အမမစိုးတော့မရအောင်မစိုး။ ဆိုတော့အဲ့လိုမျိုးလေးပေါ့နော်ပြီးသူကအမဒီတချင်းဆိုအဲဘယ်လိုမျိုးလေးဆိုအမလည်းဆိုဆိုတတ်တယ်ဆိုအရင်ထဲကလည်းဆိုလာပဲပေါ့နော်အဲအဲ့လိုမျိုးလေးသူရှိရအကြံဉာဏ်လေးတောင်းရပါတယ်ဟုတ်နော်ဘက်ကိုရဲ့နောက်လာတဲ့ machine project ဒီမှာဟုတ်အမဟုတ် ပြုဆောင်နေတဲ့နေရာအဲဖြစ်ဖို့တော့ရှိမှာပါဘာလို့လဲဆိုတော့ဟိုဟိုညီမဟိုတို့ဟိုဘယ်လိုပြောမလဲအကုန်လုံးတိုင်ပင်ထားတာတွေတော့ရှိပါတယ်ဟိုလုပ်ဖို့ဟိုနောက်ထပ်ဟာလေးတွေလည်းလုပ်ဖို့အများကြီးရှိပါတယ်အခုဒါမဲ့ဒီဟာလေးကတော့ကြည့်ကြည့်လိုက်အရင်ဖြစ်ဖို့လဲကောင်းတယ်အရင်ဘယ်လိုပြောမလဲဟို idea လေးလဲအဓိကတော့ကလေးလေးနဲ့ပို့ပြီးတော့လိုက်မယ်ပေါ့နော်အမားတို့အသက်ရွယ်တယ်ဒါမဲ့ဟိုအချစ်ဆိုတာတော့အသက်ရွယ်နဲ့မဆိုင်ပါဘူးနော်အဲ့လိုမျိုးလေးဟုတ်ဟုတ်ဟုတ်ဘုရားတို့စိတ်ကြက်လို့ဒါ ်ဟုတ်ဘယ်ပြရှာတချင်းနဲ့ပတ်သက်ပြီးတော့ဖုတ်တော်တာဟုတ်ကဲ့ဟုတ်ကဲ့အာဒီတချင်းလေးက तू ကတော့စပြီးတော့ဘယ်တချင်းတွေထွက်ခဲ့တက်ခဲ့ပေါ့နော် तू တချင်းတပုတ်ကိုဖန်ပြီးရေလုတ်ပြီး MDB ရိုက်တော့မယ်ဆိုတော့ तू तू စိတ်ကောလူရောနှစ်ပြီးတော့အကုန်စိုးစားပြီးလုတ်တာနောက်ပြီးတော့တမျိုးတမျိုးအမြင်ဆန်းအောင်ပြိတ်သက်ပေါ့ तू ကဟိုတကယ်ဟို အကောင်းသားတွေပဲပြကျင်တာပေါ့နော်အခုဒီတချင်းမှာလည်းအဲ့လိုမျိုးလေးတွေအများကြီးပါတယ်ရှစ်ဆရာကောင်းသားတွေလည်းအများကြီးပါတယ်ပေါ့နော်အာကြီးစုပြီးတော့အာပေးကြပါအောင်လို့ပြောချင်ပါတယ်ဒီအာပါလေ I wanna be your girlfriend ပါနော်ဟုတ်ဟုတ်အဲ့ music video ထွက်လာလို့ရှိရင်ပရိသတ်တွေအားလုံးအကြည့်ပြီးတော့ထူးခြားရလေတော့သူ comment မှာပေါ်လာပါလိမ့်မယ်ဟုတ်ရိုက်ထားရေးလို့လည်းရပါတယ်သူကအဲ့လိုမျိုးသူကရေးစီနေတာပေါ့နော်အဲ့လိုမျိုးလေးအားပေးကြပါအောင်လို့ထပ်ပြီးတော့လေနော်ဟုတ်